မင်္ဂလာပါရှင်လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေကြိုဆိုပါရစေ2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရွှေကုတ်ကိုကကြားဖြန့်တွေကိုနှိမ်နင်းတော့မယ်ဆိုတဲ့သတင်းစစ်တပ်ကပြုလုပ်မယ့်ရွေးကောက်ပွဲကိုခွင့်ပြုမှာမဟုတ်ဘူးလို့ KNU ဒုတသူခရိုင်ဖအံကကြေညာလိုက်တဲ့သတင်းမော်ရွာထောင်အနီးမှာရှိတဲ့တာစီနေမီရဲစခန်းတိုက်ခိုက်ခံရတဲ့သတင်း တောက်ဖြူမှာအကြံဖက်စစ်တပ်ကလေးချောင်းတက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်နေတဲ့တည်တင်စကိုင်းတိုင်းဖက်ဒရယ်အစိုးရဖွဲ့စည်းပြီးဝင်ကြီးချုပ်တင်မြောက်လိုက်တဲ့နိုင်ငံရေးတည်တင်တွေအပါအဝင်တိုက်ပွဲတည်တင်နဲ့စစ်ကောင်မရှင်တပ်သားတွေအလင်းဝင်တဲ့တည်တင်တွေနဲ့တခြားစိတ်ဝင်စားစရာတည်တင်တွေကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ကျွန်မကတော့ဇာကြီးစိတ်ပါ ခုတင်ဆက်ပေးခြင်းနာကတော့ကလေးမျိုးနဲ့တီးတိမ်မျိုးနဲ့ဖလန်းတိုက်ပွဲတွေမှာစစ်ကောင်မရှင်တက်ဘိုမူဘိုကြီးအစ်စ်အပါဝင်တရာကျော်တည်ဆုံခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။ချင်းပြည်ချင်းလက်အစိုးရကာကွယ်ဝင်ကြီးဌာနအောက်မှာရှိတဲ့ချင်းအမျိုးသားတပ်မတော်နဲ့ဒီတန်တရာကာကွယ်တပ်ဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ချင်းလက်အစိုးရအဖွဲ့ရဲ့စစ်ကြောင်းတင်တဲ့စစ်ကြောင်းနှစ်တို့ဟာကလေးမျိုးနဲ့ကံကောမျိုးနဲ့ဖလန်းမျိုးနဲ့ တိတိတ်မြို့နယ်တို့မှာစစ်ကောင်မရှင်တက်နဲ့တိုက်ပွဲတွေဖြစ်ပြီးစစ်ကောင်မရှင်တက်ကဗိုလ်မှူးဗိုလ်ကြီးအစ်စ်အရာရှိတွေအပါအဝင်တရားခန့်ကိုခြေမုံးနိုင်ခဲ့ပြီးစစ်တုံးမှန်းတွေကိုဖမ်းဆီးရမိထားကလက်နက်ခဲယံတွေလည်းတင်စီရမိထားရလို့ဒီကနေ့နိုဝင်ဘာလ16ရက်နေ့မှာချင်းပြည်ချင်းလက်အစိုးရကထုတ်ပြန်ထားပါတယ်စစ်ကြောင်းတစ်ဟာကလေးမြို့နယ်ဂံကောင်မြို့အကြားမှာမိဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ကြောင်းသာတက်မတော် ABSGF PDA KI တက်ရင်တွေပါကာဖာတွေ Your Defense for YDF စတဲ့မဟာမိတ်အဖွဲ့တွေနဲ့လက်တွဲပြီးတော့စစ်ကောင်စီတက်ကိုတက်ခိုက်ခဲ့ကြောင်းစစ်ကောင်မရှင်တက်ကလည်းနဝင်ဘာလ6ရက်နေ့မှာ Jet Fighter နဲ့၄ကြိမ်နဝင်ဘာလ14ရက်နေ့မှာ Jet Fighter နဲ့9ကြိမ် Wing Twin နဲ့2ကြိမ်နဝင်ဘာလ15ရက်နေ့မှာ Jet Fighter နဲ့2ကြိမ်နဝင်ဘာလ16ရက်နေ့မှာ Jet Fighter နဲ့2ကြိမ် ဝိုင်တွဲနဲ့ဘုံအလုံး90ခန်းနဝင်ဘာလ18ရက်နေ့မှာဂျက်ဖိုက်တာနဲ့၄ချိန်၄ချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။စစ်ကြောင်းနှစ်ဟာဖလန်မျိုးနဲ့ဝေဘူးလာမျိုးအကြားမှာ၎င်းတီတိတ်မျိုးနဲ့ခိုင်ကန်မျိုးအကြားမှာ၎င်းချင်းနစ်ရှင်နဲ့ defense ဆို CNDF PDF ဆိုလဲစားတဲ့မိဖက်အဖွဲ့အစည်းတွေနဲ့လက်တွဲပြီးတော့စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေကြောင်းစစ်ကောင်မရှင်တပ်ကလည်းနိုဝင်ဘာလ18ရက်နေ့မှာ ဂျက်ဖိုက်တာနဲ့နှစ်ကြိမ်ဝိုင်းတွဲနဲ့တစ်ကြိမ်လေကြောင်းတက်ခိုင်းမှုတွေပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါရဲ့ရှင်။အခုတင်ဆက်ပေးချင်တာကတော့ကြာဖြတ်နှိမ်နှင်းမဲ့ဆိုပြီးမြောက်ရီကစစ်ကော်မရှင်တန်ရင်တန်ရွှေကုတ်ကိုဘက်ကိုဒီနေ့ဆင်းသွားတယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။ကရင်ပြည်နယ်မြောက်ရီမြို့အခြေဆိုင်အာနာသိန်းစစ်ကော်မရှင်တပ်ရင်တန်းဟာဒီကနေ့နိုဝင်ဘာလ18ရက်နေ့မနက်ပိုင်းကကြားဖြတ်နှိမ်နင်းရေးအတွက်ဆိုပြီးတော့ ရှေကုတ်ကိုဘက်ကိုထွက်သွားတယ်လို့မြဝတီဒီသခံတွေကပြောထားပါဗျ။ရှေကုတ်ကိုမြို့သစ်အပါဝင်ထိုင်းမြန်မာနယ်စပ်ဒေသတလျှောက်ရှိတရားမဝင် online ငွေလေလုပ်ငန်းကြားဖြန့်တွေကိုအထူးစစ်စင်ရေးတရက်အဖြစ်နှိမ်နင်းသွားမယ်လို့လည်းမနေ့ကနိုဝင်ဘာလ19ရက်နေ့မှာကရင်နယ်ခြားစောင့်တန်း PGF ပြောရေးဆိုခွင့်ရှိသူဒုတိယပုံမူကြီး နိုင်မောင်စောကလည်းပြောထားပါဗျ။စစ်တပ်ကတော့အခုမနေ့မြဝတီကနေဆင်းသွားတယ် ် BGF ကတော့မနေ့ကပြောထားတယ်ဒါပေမဲ့ညကလေးကရွှေကုတ်ကမှပြဿနာတွေစတင်နေပြီနောက်ဆုံးကြံမာကတော့တာမန်စီးပွားရှာနေတယ်ရွှေကုတ်ကိုနေတဲ့အလုတ်သမားတွေဈေးသက်တွေလည်းကြံမယ်ကြားဖြတ်အတွင်ကလူကုန်ကူးခံရတဲ့အလုတ်သမားတွေကြံမယ်ဘာလို့လဲဆိုတော့အခုမနေ့သတင်းကြားရတာက BGF ထိန်းချုပ်ထားတဲ့တီကတိရွာဘက်မှာအစင်းသင့်ဆောက်လုပ်ထားတဲ့အဆောက်အုံတွေဘက်ကိုမနေ့ကလေးက ဆရာဝန်တွေအပါအဝင်တရုတ်လူမိုက်တထေးတွေကိုရွှေပြောင်းနေရာခြားတာပြီးဖြစ်တယ်လို့လည်းကြားနေရတယ်လို့မြောက်ရီမျိုးအခြေဆိုင် Renew Agency သတင်းအရင်းမြစ်ကပြောပါရတယ်။ကြာဖြတ်နေနေရေခေါင်းစဉ်အောက်ကကရင်ပြည်နယ်မြောက်ရီမျိုးနဲ့အတွင်းရှိ online ငွေလိမ်ကိုနှိမ့်နေတယ်ဆိုပြီးတော့ အာနာသိန်စစ်တဲနဲ့ BGF ပေါင်းပြီးအစအုံတချို့ကို ဖြိုချဖျက်ဆီးနေပေမဲ့လေကြားပြတ်လုပ်ငန်းတွေဟာထိုင်းမြန်မာနယ်စပ်တစ်လျှောက်အများအပြားရှိနေသေးကြောင်းတရုတ်နိုင်ငံကစတင်လိုက်တဲ့ကြားပြတ်နှိမ့်နေရေးမှာအမေရိကန်လည်းပါဝင်လာပြီးမြန်မာထိုင်းနယ်စပ်ကကြားပြတ်တွေကိုလည်းပြင်မှတ်ထားပြီးရှင်းလင်းမယ်လို့ပြောထားပါတယ်။အခုဆိုရင်ရွှေကိုကိုကကြားပြတ်ခေါင်းဆောင်တွေနဲ့လူတွေရဲ့ခန္ဓာကိုယ်အစိအပိုင်းတွေကိုရောင်စာရမှာပါဝင်တဲ့ဆရာဝန်တွေဟာဒီနေ့ကလေးက ချောင်းသွားကြပြီဖြစ်တယ်လို့လည်းသိရပါတယ်ရှင်အခုတင်ဆက်ပေးချင်တာကတော့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုလုံခွေပြုမှာမဟုတ်ဘူးလို့ KNU ဒုသတ္ထခရိုင်ဖန်ကကြေညာလိုက်တဲ့သတင်းဖြစ်ပါရဲ့ရှင်။ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ရည်တည်ချက်နဲ့အညီစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုသူတို့ထင်းချုပ်ရနေမည်အတွင်လုံခွေမပြုဘူးလို့ KNU ဒုသတ္ထခရိုင်ဖန်ကဒီကနေ့နိုဝင်ဘာလ18ရက်မှာကြေညာလိုက်ပါတယ်။ စ်အာဏာရှင်တွေသက်ဆိုးရှိရေးကြိုးပမ်းနေတဲ့ရွေးကောက်ဝယ်ကိုလက်မခံဘူးဆိုတာ KNU ဗဟိုကအတိပေးထားတဲ့အပေါ်ခရိုင်အတီတီကလည်းအခုလိုကြီးညာချက်တွေထုတ်ပြန်ပြီးသူတို့ရဲ့သဘောထားတွေကိုကြီးညာလိုက်တာဖြစ်တယ်လို့လည်းပြောထားပါတယ်။ဖန်မျိုးနဲ့အတွဲမှာတော့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ဝယ်ဝင်ပြိုင်မဲ့ကရင်ပါတီတွေလည်းရှိနေပြီးတော့ရွေးကောက်ဝယ်အတွက်မဲဆွဲတာတွေနဲ့မဲဆွဲဆိုင်ပုံတင်တာတွေလည်းရှိနေပါတယ်။ အနာသိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုတော့ကရင်နေကြစောင့်တက်နေ DKBA, KNU, KNN နဲ့ PC တို့ကတော့ထောက်ခံထားပြီးတော့ KNU ကတော့စန့်ကျင်ကန့်ကွက်နေတာပဲဖြစ်ပါတယ်။ပြည်သူလူထုတွေအနေနဲ့လည်းစစ်အာဏာရှင်တပ်ဆိုးရှင်ပဲအတူရောင်ရွေးကောက်ပွဲမှာပူပေါင်းပါဝင်တာမျိုးမလုပ်ဖဲအကြမ်းမဖက်တဲ့နှီးတွေနဲ့စန့်ကျင်ကြဖို့နဲ့ကိုယ့်ရဲ့ဆန္ဒမဲတွေကိုအလွယ်တုံစာပြုလုပ်ခွင့်မပေးဖို့ကိုလည်း KNU ဒုသက်တူခရိုင် ဖန်မြို့နယ်ကတိုက်တွန်းထားပါတယ်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာပြည်သူလူထုနားလည်ဖို့ခက်ခဲပြီးရှုပ်ထွေးတဲ့ရွေးကောက်ပွဲစနစ်ဖြစ်နေတဲ့အပြင်စစ်တပ်ဘက်ကသူတို့လိုအပ်တဲ့အဖြစ်ထုတ်နိုင်တဲ့ electronic study နဲ့မဲပေးရမယ်လုပ်ငန်းစဉ်ဟာတိကျမှန်ကန်ပဲရလမဟုတ်တဲ့အပြင်မဲဆန္ဒရှင်ပြည်သူလူထုရဲ့ဆန္ဒသဘောထားကိုအလွယ်တုံစာလောက်တာဖြစ်ပြီး စစ်တပ်အလို့ကြလို့တဲ့အတူရောင်ရွေးကောက်ပွဲသာဖြစ်တယ်ဆိုတာပေါ်လွင်နေတယ်လို့လည်း KNU ဒုသတ္တခရရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။လူမှုကိုလိမ့်လဲလှည့်ပြမယ်အတူရောင်ရွေးကောက်ပွဲဖြစ်တာကြောင့်ခွေပြုတ်မှာမဟုတ်ဘဲစန့်ကျင်သွားမယ်လို့ KNU ဒုသတ္တခရဖအံမျိုးနဲ့အလို့အမှုကောင်ကော်မတီကဒီကနေ့မှကြေညာလိုက်တာပဲဖြစ်ပါတယ်။ KNU ဘ ਹੁ ကတော့စစ်တပ်ကကျင်းပမယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလုံဝလက်မခံကြောင်းနဲ့ဒီရွေးကောက်ပွဲဟာ ိုင်ငံရေးအတွက်အပြေမဟုတ်သလိုပဋိပက္ခတွေသာပိုများလာမှာဖြစ်တယ်လို့လည်းပြောထားပါရဲ့ရှင်။အခုတင်ဆက်ပေးချင်တာကတော့မုံရွာမြို့နယ်တဲကတာစီနေမြေရဲစခန်းကိုဝင်ရောက်တိုက်ခိုက်တာမှာအဲ့ဒီနေရာမှာပဲရေလေဦးတေဆုံးနေဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းမုံရွာမြို့နယ်တာစီရွာရဲစခန်းကိုဒေတာရီတော်လန်ရဲဘော်တွေကနဝင်ဘာလ၁၇ရက်နေ့မနက်ပိုင်းကတနအီကြဝင်ရောက်တိုက်ခိုက်ရာမှာရဲလေးဦးတေဆုံးတယ်ဆိုပြီးတော့ ရော့ကက်ဖိုက်တာအဖွဲ့ကထုတ်ပြန်ထားပါတယ်။မနေ့ကတက်ခိုက်ခံရတဲ့တာစီရွာရဲစခန်းဟာမုံရွာထောင်းနဲ့မီတာ100ခန့်အကွာမှာရှိတာဖြစ်ပါတယ်။အဒီတက်ခိုင်မှုဟာစစ်တပ်ရဲ့ထိုးစစ်ကိုလက်တော့ပြန်တက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်တွေက အထီးကမရှိစွန့်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အဒီတက်ခိုင်မှုကိုတော့စစ်စင်ရေးကို Rocket Fighter ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ချင်းတွင်ຫນွေဦးတော်လိုင်းအင်အားစုညာဦးခရိုင်တပ်ရင်းတို့ဗိုလ်ကြားကြီးအဖွဲ့ဒီပဲရင် ိုးတလင်တပ်ပေါင်းစုမြို့ပြပျောက်ကြားတပ်ဖွဲ့နေမြေကန်တပ်တွေနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့ကာပါစာ23စက်ယုံသွားလမ်းပေါ်မှာရှိတဲ့ရွှေပင်ရွာစစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။မကွေတိုင်းကန်ကောမြို့နယ်ကြော်တိုက်နယ်ကာပါစာ23စက်ယုံသွားတဲ့လမ်းပေါ်မှာရှိတဲ့ရွှေပင်ရွာစစ်တပ်ဂိတ်ကိုနိုဝင်ဘာလ15ရက်နေ့ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရောဒေတာကာဝေးတက် WDF မြေပြင်စစ်ဒေတာရုံချုပ်ကထုတ်ပြန်လိုက်ပါတယ်။ခံကောမျိုးနယ်ကြော်တိုက်နယ်အတွင်းရှိအကြံဖတ်စစ်ကောင်မရှင်တက်လောက်ခံကြောမျိုးကပါစာ23စက်ယုံသွားရလက်အမှတ်နှစ်ရွှေပင်ရွာစစ်တပ်ဂိတ်ကို တော်လိုင်းပိုးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်မရှင်တက်သားတွေထိခိုက်ဒေဆုံမှုတွေရှိပေမဲ့အတီးပြုနေစေဖြစ်တယ်လို့သိရပါတယ်။အတီးတိုက်ခိုက်မှုအတွင်ကြောကပါစာကလက်နက်ကြီးပစ်ကိုအများအများပေးခဲ့တဲ့အပြင် တန်ပြားကာက3စီးနဲ့လည်းအင်အားအများအပြားပို့ဆောင်ခဲ့တဲ့အတွက်တော်လည်းတက်တွေနောက်ပြန်ဆုတ်ခေရတာလို့လည်းဆိုပါရယ်အဒီတခိုင်မှုအပြီးမှာတော့အကြံဖက်စစ်ကော်မရှင်တက်ကအမတ်နဲ့ရွှေပင်ကြီးရွာအတွင်ဝင်ရောက်ခါပြည်သူနေအလုံး30ခန်းကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗါဒီတိုက်ခိုက်မှုကိုခံကောင်းမြို့နယ်ပါကာဖာဒုစီရေတာဝန်ခံ OCB ကံကောင်းခရိုင်တရင် MS 78စက်ကိုယောဂဝေဒ YDF မြေပြင်စစ်ဒေတာယုံချုံနဲ့ကြောမျိုးပကဖားတို့ပူပေါင်းကအင်အား80တဦးနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့အကြံဖက်စစ်တပ်ကလေချောင်းတိုက်ခိုက်မှုတွေစတိုင်လုံနေတဲ့အတွက်ကြောက်ဖြူမျိုးနယ်ကဒေတာနေပြည်သူတွေလေချောင်းရံတည်ထားကြဖို့အေအေကတိုက်တွန်းထားတဲ့သတင်းဖြစ်ပါတယ်ရှင်။ ရခိုင်စစ်မျက်နှာမှာစစ်ရှုံးနေတဲ့အကြံဖတ်စစ်ရှုံးတက်ကကျောက်ပြူမျိုးမှာရှိတဲ့ရွာတွေကိုလေကြောင်းတက်ခိုင်းမှုတွေဇက်တိုက်လုပ်နေတဲ့အတွက်လေကြောင်းရံကို ပို့ပြီးတည်ထားကြဖို့ရခိုင်တက်တော်အေအေကထပ်ပြီးတော့နိုဝင်ဘာလ16ရက်နေ့မှာအသိပေးထားပါတယ်။နိုဝင်ဘာလ16ရက်နေ့တည့်ရက်ထဲမှာပဲအကြံဖတ်စစ်တပ်ကအမြင့်ကျွန်တရာအနီတဝိုက်ကို ဝိုင်းတွဲလီရင်နဲ့ဘော်အလုံး60ခန်းလာရောက်ကျေချခဲ့တယ်လို့ကျောက်ပြူမျိုးတွေကကျောက်ကလေးမင်းရက် လိတ်တင်နဲ့တန်ချောင်းရွာတို့ကိုလေကြောင်းတက်ခိုင်းမှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ကြောက်ပြူမျိုးနဲ့ကြောက်ကလေးရွာကိုနေ့လယ်12:35မိနစ်ခန့်အချိန်မှာဖက်စစ်အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပေါင်900ပုံနှလုံးလာရောက်ပြေးချတက်ခိုင်းခဲ့တယ်လို့ကြောက်ပြူမျိုးနဲ့မင်းရက်တိုက်နယ်တွေကလိတ်တင်ရွာကိုလည်းနေ့လယ်12:00ခွဲမှာလေကြောင်းကနေပုံကျဲတက်ခိုက်ခဲ့တာရှိပြီးလိတ်တင်ကြီးရွာစာတင်ကြအတွင်ကြာရောက်ပောက်ခဲ့တယ်လို့အေအေကအတည်ပြုထားပါတယ်။ အဲ့ဒီနောက်အဲ့ဒီရွာစာတင်ချောင်းကိုနေ့လယ်12:39မိနစ်မှာ suicide drone ဒဇင်းနဲ့လဲထိုက်ပြီးတိုက်ခိုက်ခဲ့ပေမဲ့စာတင်ချောင်းမှာစာတင်နေကြတဲ့ကျောင်းသားကျောင်းသူတွေကိုအချိန်မီရှေ့ပြောင်းနိုင်ခဲ့တဲ့အတွက်တည်ဆုံးတာနဲ့ဒဏ်ရာရတာမရှိခဲ့ပေမဲ့စာတင်ချောင်းအဆအုံထိခိုက်ပျက်စီးခဲ့ပြီးစာတင်ချောင်းအနီးမှာရှိတဲ့ဝက်နှက်ကောင်တည်ဆုံးခဲ့တယ်လို့အေအေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒါတွေအပြင်အကြံဖတ်စစ်တပ်ဟာ ညနေ၄နာရီခွဲခန်းမှာအမြင့်ကျွန်းတရာအနီတဝိုက်ကိုဝိုင်တွဲလေရင်နဲ့ဘုံအလုံး60ခန်းလာရောက်ကြေချခဲ့ပါတယ်။ဒါအပြင်အကြံဖက်စစ်တပ်ဟာည၈နာရီ18မိနစ်မှာလဲမင်းရဲ့တိုက်နယ်တဲကမင်းရဲ့ရွာနဲ့တန်ချောင်းရွာအနီးပတ်ဝန်းကျင်နေရာတွေကို လေကြောင်းကနေတိုက်လင်ရေတွေနဲ့ဘုံကျဲတက်ခိုက်ခဲ့တယ်လို့ စင်ချောင်းကန်းကျေမြင့်နယ်စာမှာနေရာယူထားတဲ့စစ်သင်္ဘောနှစ်စင်းကလည်းနက်နက်ကြီးတွေနဲ့လက်တီရွာမင်းရက်ရွာနဲ့တန်ချောင်းရွာတွေတဲကို7:25မိနစ်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အေအေကထုတ်ပြန်ထားပါတယ်အဒီတက္ကမှုတွေနဲ့ပတ်သက်လို့ထိခိုက်သေးဆုံးဒဏ်ရာရတဲ့အခြေအနေတွေကိုလက်တလုံးမှမတိရသေးဘူးလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားသလိုစစ်ရှုံးစစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုတွေစတိုင်ပြုလုပ်နေတဲ့အတွက် တေချောင်းရံကိုပုံမိုတတိထားကြဖို့ရခိုင်ပြည်သူတွေကိုအတိပေးထားတာဖြစ်ပါရဲ့ရှင်အခုတင်ဆက်ပေးချင်တာကတော့စစ်မှုရန်တသားတေ၃ဟု KNN တရင်ရှစ်ထံကိုအလင်းဝင်လာတဲ့ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်အနာသေးအကြံဖက်စစ်တပ်ရဲ့အတင်းအာရမစစ်မှုထမ်းစေခိုင်းတာခံရတဲ့စစ်မှုထမ်းတပ်သား၃ဦးကရင်အမျိုးသားလွမြောက်ရေးတပ်မတော် KNN နဲ့တရင်ရှစ်ထံကိုအလင်းဝင်ခေါ်ုံလာတယ်လို့ KNU ဗဟိုက ီကနေ့နဝင်ဘာလ18ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ကရင်အမျိုးသားအစည်းအရုံးပေါ်တူလေးအုပ်ချုပ်မှုနယ်မြေခလွေလီချိုခရိုင်မူမြို့နယ်မှာရှိတဲ့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNN တရင်ရှိကိုအကြံဖက်စစ်တပ်ခမာယာ981တရင်ကတပ်သား၃အလင်းဝင်လာတာပဲဖြစ်ပါတယ်။သူတို့ကတော့အသက်23ကနေ25နှစ်အကြာအရွယ်လေးဖြစ်ကြတဲ့တပ်သားတန့်စင်ထွန်းတပ်သားကျော်စင်ထွန်းနဲ့တပ်သားပြည့်စုံထွန်းတို့ဖြစ်ပါတယ်။ အလင်းဝင်ပပြောင်းခိုးလုံလာတဲ့သူတွေဟာသူတို့ဆန္ဒမပါပဲအတင်အားမစစ်မှုထမ်းစေခိုင်းခံခဲ့ရတာကြောင့်စစ်မှုထမ်းတသားတစ်တွေလိုအတိပေးထားပေမဲ့လက်နက်ပါမပါကိုတော့ KNN တရင်ရှိရဲ့ထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူးအတင်အားမစစ်မှုထမ်းစေခိုင်းခံရတဲ့စစ်မှုထမ်းတသားတွေအနေနဲ့ဒီဆက်ရတော်လန်ရေးတပ်ဖွဲ့တွေစီမှာလက်နက်ချအလင်းဝင်ပူးပေါင်းကြဖို့ကရင်အမျိုးသားအစည်းအရုံး KNU ဘဟုကတိုက်တွန်းထားပါတယ်ရှင် အခုတင်ဆက်ပေးချင်တာကတော့ဂံကောမြို့နယ်ကတတိပုဂ္ဂလဝင်းပြိုင်မဲ့ကိုစလေလောင်တည်ဆုံသွားတဲ့အတွက်စစ်တပ်ပါတီဖြစ်တဲ့ကြန့်ခိုင်ရေးပါတီကိုစလေကမပြိုင်ပဲအနိုင်ရသွားတယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။မကွေတိုင်းဂံကောမြို့နယ်ကတတိပုဂ္ဂလကိုစလေလောင်နဝင်ဘာလ၁၉ရက်နေ့ကတည်ဆုံသွားတဲ့အတွက်စစ်တပ်ရဲ့ကြန့်ခိုင်ရေးပါတီကကိုစလေလောင်ကမပြိုင်ရပဲအနိုင်ရရှိသွားတယ်လို့ရော်အလင်းတန်းကအတည်ပြုထားပါဗျ။ အကြံဖက်စစ်ကောင်မရှင်ကပြုလုပ်မဲ့တူရောင်ရွေကားပွဲမှာဂံကောမြို့နယ်ကဝင်ရောက်ရှင်ပြိုင်မဲ့တတိပုဂ္ဂလကိုစလေလောင်တန်ဝင်မှာနှလုံးသွေးတို့စီးကျိုယောဂါတွေခံစားရပြီးကျန်းမာရေးဖောက်ပြန်ပြီးတည်ဆုံသွားတဲ့အတွက်စက်ခါရေးပါတီကိုစလေလောင်ဤဖြူလွင်မှာပြိုင်စရာလူမရှိရတဲ့အတွက်အနာရရှိသွားတယ်လို့ဆိုပါတယ်တည်ဆုံသွားတဲ့တတိပုဂ္ဂလကိုစလေလောင်တန်ဝင်ဟာစစ်တပ်ကဗိုလ်အစင်းနဲ့ထုတ်ပယ်ခံထားရသူဖြစ်ပြီးစစ်တပ်ကအာဏာသိမ်းပြီးနောက် နေဦးတော်လိုင်းရေးမှာ ပါဝင်လှုပ်ရှားသူတွေတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့တရင်အကြက်လက်တွေကိုစစ်တပ်ထံကိုစုံစမ်းပေးပို့နေသူဖြစ်တယ်လို့လည်းရော်လင်းတန်းကပြောထားပါဗျ။အကြံဖက်အာနာသိစစ်တပ်ကတော့နိုင်ငံတကာနဲ့ပြည်သူတွေလက်မှတ်ခံတဲ့အတူရောင်ရေကာပွဲကိုအပိုင်းလိုက်ကျင်းပသွားမယ်လို့လည်းထုတ်ပြန်ထားပါဗျရှင်။အခုတင်ဆက်ပေးချင်တာကတော့စကိုင်းတိုင်းဖက်ဒရယ်အစိုးရအဖွဲ့ဖွဲ့စည်းပြီးဝင်ကြီးချုပ်အဖြစ်ဦးစိုးဦးကိုတင်မြှောက်လိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။ စကိုင်းတိုင်းဖက်ဒရယ်အစိုးရဖွဲ့စည်းလိုက်ပြီးဝင်ကြီးချုပ်အဖြစ်ဦးစိုးဦးကိုတင်မြှောက်ခဲ့ကြတယ်လို့နဝေမာလာ၁၇ရက်နေ့ကကျင်းပပြုလုပ်တဲ့စကိုင်းဖက်ဒရယ်ယူနီလွှတ်တော်စတမအကြိမ်များပုံမှန်အစည်းအဝေးအခမ်းအနားကျင်းပခဲ့တဲ့အစည်းအဝေးမှာစကိုင်းတိုင်းရဲ့ဂျာကာလာအစိုးရဝင်ကြီးချုပ်အဖြစ်ဦးစိုးဦးကိုတင်မြှောက်ခဲ့ကြပြီးတော့စကိုင်းတိုင်းဖက်ဒရယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ဦးမြင့်ထွေးကို ရွေးချယ်တင်မြှောက်လိုက်တာလို့လဲစကိုင်းဖက်ဒရယ်ယူနီလွတ်တော်ကထုတ်ပြန်ထားပါတယ်။စကိုင်းဖက်ဒရယ်ယူနီလွတ်တော်စက်တမပုံမှန်အစီအဝေးကျင်းပပြီးစကိုင်းဖက်ဒရယ်ယူနီဂျားကာလာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ68အရာစကိုင်းဖက်ဒရယ်ယူနီအစိုးရအဖွဲ့ဝင်ကြီးချုပ်ကိုစကိုင်းဖက်ဒရယ်ယူနီလွတ်တော်ကအတည်ပြုပြီးတာဝန်ပေးရခဲ့တယ်လို့လဲပြောထားပါတယ်။ဝင်ကြီးချုပ်ဖြစ်တဲ့ဦးစိုးဦးဟာ 2015ခုနှစ်အထွေထွေရွေးကောက်ပွဲမှာစကိုင်းမြို့နယ်အမှတ်၈လွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီးတော့စကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနဲ့ဗန်ဒာရေးဝန်ကြီးဖြစ်ခဲ့သူပါ NLD ပါတီကပဲဖြစ်ပါတယ်2020ရွေးကောက်ပွဲမှာလည်းစကိုင်းမြို့နယ်အမှတ်၈လွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရွေးချယ်ခံအနိုင်ရရှိထားတဲ့ကိုယ်စားလှယ်ဖြစ်ပါတယ်ဒါဟာတော်လိုင်းကာလအတွင်းပထမဆုံး Federal Unit အစိုးရရန်တရာတခုစနစ်တကျစတင်ပေါ်ပေါက်လာခြင်းလည်းဖြစ်ပါတယ် ရှေ့ဆက်ရမယ်ခရီးမှာသကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့အစည်းနဲ့ပြည်သူလူထုရဲ့လုံခြုံရေး၊အုပ်ချုပ်ရေးနဲ့ဝန်ဆောင်မှုကဏ္ဍတွေကိုအားဖြည့်ပေးရမှာကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အတူတကွပူးပေါင်းညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမယ်ဆိုတာကိုလည်းပြောကြားလိုပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကအဲ့ဒီအစည်းအဝေးမှာတက်ရောက်ပြီးပြောကြားခဲ့ပါသေးတယ်စကိုင်းဖက်ဒရယ်ယူနီရဲ့လှုပ်ဆောင်ချက်တွေဟာမြန်မာနိုင်ငံအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ကိုတည်ထောင်မှုအတွက် ဥဆောင်လမ်းပြကောင်းတစ်ခုဖြစ်ပြီးစကိုင်းဖက်ဒရယ်ယူနစ်လိုမျိုးတခြားသောဖက်ဒရယ်ယူနစ်တွေလည်းစနေတကြတရားဝင်မှုရှိစွာဖွဲ့စည်းတည်ထောင်နိုင်မှုအတွက်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လိုအပ်တဲ့အကူအညီတွေထောက်ခံအားပေးမှုတွေကိုအမြဲတမ်းလှုံ့ဆော်သွားမယ်လို့လည်းပြောထားပါဗျ။ဇွန်လ25ရက်နေ့ကဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေတတိယမူကြမ်းကိုအတူပြပြဋ္ဌာန်းနိုင်ခဲ့ပြီးအော်ကက်စထရာအတွင်မှာစ ၊စကိုင်းဖိုရမ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတပိတ်အင်အားစုတွေတွေ့ဆုံပြီးအစည်းအဝေးတွေစတိုင်လုံဆောင်ခဲ့ကြောင်းနိုင်ငံရေးအရာဆုံးဖြတ်ချက်ချမှတ်ရမှာလေပြည်သူ့ဆန္ဒနဲ့အညီနိုင်ငံရေးပါတီလူမှုအဖွဲ့အစည်း CDN နိုင်ငံဝန်ထမ်းများကောင်စီတို့အပြင်စကိုင်းလွတ်တော်ကဒေတာရင်းရှိ နာကရှမ်းဒီကတူကနန်ချင်းစတဲ့တိုင်းရင်းသားညီနောင်အစုအဖွဲ့တွေနဲ့လည်းအကြိမ်ကြိမ်တွေ့ဆုံခဲ့ကြတယ်လို့ထုတ်ပြန်ချက်တွေအရာသိရပါရဲ့ရှင်။ အခုတင်ဆက်ပေးချင်တာကတော့စင်ပါဝဲမြို့နယ်မှာစစ်တပ်တန်ကြပ်ကာကာဒစီနဲ့အင်စီကာဒစီတို့တိုက်ခိုက်ခဲ့ရမှာဗိုလ်ကြီးစိုးကိုကိုမောင်အပါဝဲ၃ဦးသေဆုံးပြီးတနက်နှစ်လက်နဲ့ခရမ်းတွေကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။မကွေတိုင်းစင်ပါဝဲမြို့နယ်ကိုဗင်တာကရလမ်းပိုင်းမှာရင်းနီလမ်းဘက်ကိုနှဝင်မာလာ၁၆ရက်နေ့မနက်၄နာရီခန့်ကဥတီမောင်းနေလာတဲ့အကြံဖက်စစ်တပ်ရဲ့တန်ကြပ်ကာကာဒစီနဲ့ ကာတစီကိုရုတ်တရက်တွေ့ရှိရတဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ကဘူဂျီစိုးကုပုံမှာအပါဝင်၃ဦးတေဆုံးပြီးလက်နက်နှစ်လက်နဲ့ခရံတချို့ကိုတင်းစီရရှိခဲ့တယ်လို့တရက်ခရံအမှန်ငါတရင်ထံကနေသိရပါဗါတယ်။အဲဒီတိုက်ခိုက်မှုအတွင်မှာအကြံဘတ်စစ်တပ်ကဘူဂျီစိုးကုပုံမှာအပါဝင်၃ဦးတေဆုံးပြီးစစ်သားတွေကင်စာအုံပြူတဲ့79မမဘဲရင်တလက် AK တင်ခေါအမျိုးအစားတနက်တလက် MA30G အင်တခု ် MA3G အတောင်20 40မမဘုံဒီ6လုံးစစ်ယူနီဖောင်းတစုံနဲ့လက်ကင်ဖုံတစ်လုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်ရှင်အခုတင်ဆက်ပေးချင်တာကတော့ရေစကြိုမြို့အခြေဆိုင်ခလာယာ296တရင်ကတက်တာဟိန်ထက်လင်းဟာဂေးအတူတူတာဝန်ကျနေတယ်တက်ကြက်ကြီးတနက်ကိုပါခိုးယူလာပြီးအလင်းဝင်ခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်မကွေတိုင်းရေစကြိုမြို့နယ်အခြေဆိုင်ခလာယာ296တရင်က တတဟိန်ထက်လေးဟာကင်းဆောင်နေခြင်းအတူတူတာဝန်ကျနေတဲ့တက်ကြက်ကြီးရဲ့တနက်ဖိုးပါခိုးယူလာပြီးတော့နဝင်ဘာလ15ရက်နေ့ည9နာရီခန့်မှာရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ထံကိုအလင်းဝင်ခဲ့တယ်လို့သိရပါဗျ။ရေစကြိုမြို့နယ်ခါလာယာ256တရင်ကတတဟိန်ထက်လေးဟာခါလာယာ256လုံချိုရေးကိတ်မှာ ကင်းတာဝန်ကျနေတော့သူကိုင်းဆောင်ထားတဲ့ MA1 အမျိုးအစားတနက်တလက်အပြင် ကင်းအတူတူကြာနေတဲ့တက်တက်ကြီးရဲ့ MA3 အမျိုးအစားတနက်တလက်ပါယူဆောင်လာခဲ့တာဖြစ်ပါတယ်။တနက်နှစ်လက်နဲ့အတူ အလေးဝင်လာတဲ့တက်သားဟိန်ထက်လင်းကိုရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကငွေကြက်၃၅၀စုချီးမြှင့်ခဲ့ပြီးလုံခြုံတဲ့နေရာကိုပို့ဆောင်ထားပြီးဖြစ်ကြောင်းနဲ့စစ်မှုထမ်းတက်သားဖြစ်ဖြစ်စစ်သားတွေပဲဖြစ်ဖြစ်ပြည်သူထံကိုယုံယုံကြည်ကြည်နဲ့ဝင်ခွေကြပါလက်နက်ပါတီဖြစ်စေမပါတီဖြစ်စေ ကာကွယ်ရေးတပ်တွေဘက်ကိုယုံယုံကြည်ကြည်နဲ့ဖက်ပြောင်းပို့လုံဖို့ကိုလည်းဒီစကြိုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတိုက်တွန်းပြောကြားထားပါတယ်ရှင်။လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေထူးခြားသတင်းတွေနဲ့ပြည်သူတွေတည်တည်တိထိုက်တဲ့ဆောင်းပါတွေဝေရံသုံးသက်ချက်တွေကိုလည်းနောက်ရက်တွေမှာဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ကြည့်ရှုနာဆင်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးစစ်ပေးမှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့လည်းစုမောကောင်းတောင်းလိုက်ရပါတယ်ရှင်။